်အမေရိကန်တက္ကသိုလ်တွေမှာအရေးပါတဲ့ပညာရပ်တွေသင်ကြားနေတဲ့တရုတ်ကျောင်းသားတွေပါဝင်တရုတ်ကျောင်းသားဗီဇာတွေကိုရုပ်သိမ်းဖို့အမေရိကန်ဆိုရကစတင်လှုပ်ဆောင်မယ်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဗိုလ်ရိုးနေမှာပြောကြားခဲ့ပါတယ်တရုတ်နိုင်ငံကနေအမေရိကန်ပြည်ထောင်စုမှာပညာသင်ကြားနေတဲ့ကျောင်းသားဥယျာဟာအိန္ဒိယနိုင်ငံပြီးရင်ဒုတိယအများဆုံးဖြစ်ပါတယ်2023 2024ပြည်ညာသင်နှစ်မှာတရုတ်နိုင်ငံကလာတက်တဲ့ကျောင်းသားဥယျာဉ်2300ကျော်ရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုကပညာသင်ကြားနေတဲ့နိုင်ငံခြားကျောင်းသားအားလုံးရဲ့လေးပုံတစ်ပုံနှီးပါဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုရအမေရိကန်နိုင်ငံခြားရေးဌာနဟာပြည်ရင်းလုံခြုံရေးဌာနနဲ့အနီးကပ်ပူးပေါင်းပြီးတရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်နွယ်သူတွေဒါမှမဟုတ်အရေးပါတဲ့ပညာရဲ့နယ်ပယ်တွေမှာပညာသင်ကြားနေတဲ့တရုတ်ကျောင်းသားဗီဇာတွေကိုထိထိရောက်ရောက်ရုပ်သိမ်းနိုင်ဖို့ဆောင်ရွက်သွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးရူဘီယိုရဲ့ပြောကြားချက်ကိုကိုးကားပြီး AB သတင်းမှာဖော်ပြပါတယ်။ဒါနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီမှာရှိတဲ့တရုတ်တန်ယုံရဲ့တုံ့ပြန်ချက်တော့မရှိသေးပါဘူးဒီစီစဉ်ဟာ American အဆင့်မြင့်ပညာရေးနဲ့တရုတ်နိုင်ငံတို့ကြားဆက်နွယ်မှုတွေကိုပိုမိုစီစစ်သွားဖို့လှုံ့ဆော်လာခြင်းနဲ့တိုက်ဆိုင်နေပါတယ်ဒီလာထဲမှာပဲအောက်လွတ်တော် Republican အမတ်တွေက Duke တက်တိုနဲ့တရုတ်တက်တိုတို့ချိတ်ဆက်မှုကိုဖျက်တောက်ဖို့ဖိအားပေးခဲ့ပြီး Duke တက်တိုမှာအစိုးရရမုံငွေနဲ့ဆောင်ရွက်နေတဲ့သုတေသနလုပ်ငန်းတွေမှာတရုတ်ကျောင်းသားတွေဝင်ရောက်လုပ်ကံခွင့်ရရှိနေတယ်လို့ပြောကြားခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်ကလည်းအောက်လွတ်တော် Republican အမတ်တွေပဲအစင်းကန်းစားတစ်စောင်ထုတ်ပြန်ခဲ့ပြီးအစိုးရကာကွယ်ရေးရမုံငွေဒေါ်လာတန်းရာနဲ့ချီသုံးဆွဲနေတဲ့သူတေသနပူပေါင်းဆောင်ရွက်မှုတွေဟာတရုတ်အစိုးရစီဆက်နွယ်နေတယ်။ဒါတွေဟာစစ်ဘက်ဆိုင်ရာနှိပညာတိုးတက်မှုတွေကိုတရုတ်နိုင်ငံကိုသွယ်ဝိုက်ထောက်ပံ့သလိုဖြစ်နေတယ်ဆိုပြီးသတိပေးခဲ့ကြပါတယ်ခင်ဗျာ။